ညီမလိုပဲပေါ့နော်အဲ့လိုတဏျာရောက်ပြီဆိုလို့ရှင်ပြောကြတယ်ဟေးတော်တော်နဲ့မပြောနဲ့မပြီးဘူးလေပြောလိုက်တာပြောလိုက်တာဘာမှမတော့မသိဘူးနော်အများကြီးပြောကြတယ်အဲ့သူ့ကိုဆိုလဲအဲ့လိုမျိုးပေါ့ဘယ်တော့ပြောပြောလေသူ့ကိုလည်းဆိုတာနောက်နောက်မှသူ့ကိုနာမည်ပေးထားတာလုံမာလေးလို့အဲ့လိုသူကမပြောဘူးပြော အဲ့ဒီဟာတော့တော်တော်လုံးမျိုးရရှိရဲ့အဲ့ဒါအစ်တာမျိုးရရှိရဲ့တဲ့မှာကွာအစ်တယ်အစ်တယ်ကွာအစ်တယ်အဲ့သူအခန်းထဲလာလဲပြီဆိုလို့ရှိရဲ့လေတခြားဟာလည်းပြောပြောပြောရဲနေသူမေးလောက်ပြီဆိုရင်အစ်လိုက်ပြီအဲဆိုရဲ့လို့ဆိုမပြောဘူးရီပဲရှိနေတာမငင်းဘူးလေရီပဲရှိရမငင်းဘူးငင်းတော့မငင်းဘူးအဲ့တည်းဆိုကိုအမလေးလို့ဖြစ်နေရလေအဲ့လိုမျိုးမငင်းဘူးမငင်းဘူးရီပဲရှိရရီပဲရှိရလို့ဖိတ်ချဖို့ကောင်းတယ်လုံပါလေလုံပါလေ ဲ့ဒီလက်မှတ်ထိုးပွဲနေ့တုန်းကပေါ့နော်အဲ့နေ့ကမိုးလေးကြီးလည်းရွာနေတယ်။မားလို့လာတဲ့အချိန်မှာအာနာပေါ့နော်ဆိုပြီးအမကအချိန်နေပေးပြီးတော့လာတယ်။ပြီးတော့ဆိုပြီးတော့ပွဲထွက်တဲ့အချိန်မှာလည်းပုံမှန်၈နာရီပွဲထွက်မယ်လို့ပြောထားတဲ့ဟာကိုအဲစေနာကြီးခွဲလောက်မှာပွဲထွက်ဖြစ်တာနော်။ဒါပေမဲ့အမကလေမပြန်ဘူး။နေပေးတယ်။အဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုပြီးကကိုညမလေးပေါ့နော်မင်္ဂလာစာအောင်ပေါ့။ အဲ့ဒါတသက်မှာတစ်ခါမင်္ဂလာဆောင်ဆိုတော့အရန်လာတဲ့တို့သမီးလေးကိုလာငေးဖို့အတွက်လာပြီးတော့ support ပေးဖို့ဂုဏ်ပြုပေးဖို့အတွက်လာတာလေဘယ်မထွက်ခင်ပြန်လို့ပဲဖြစ်မလဲသူ့မင်္ဂလာဆောင်သွားဖို့အတွက်ကိုတန်းသူတညာလုံးမအိတ်ထားဘူးဒါဆိုပွဲရသူတတိထားပြီးပါပါမနဲ့ပွဲဆိုမတက်ဖြစ်ဘူးလေတည်ရမလားလက်လက်လက်ပကံအရာထားနှုတ်ချလို့ဟာလို့ဒါပေမဲ့ညီမလေးကလေဟိုလက်ဖက်ထိုးပွဲနေဆိုတော့လူတွေလည်းအများကြီးမဖိတ်ထားဘူးပေါ့နော်သူရမ်းချစ်ခင်လို့ဒါကိုယ်တစ်ခုတည်းနဲ့ဖိတ်တာဆိုတော့ကိုကလည်းရမ်းသွားခြင်းကိုအချစ်ဆုံးညီမလေးလို့ဖြစ်နေတာလေဆိုတော့ သူတို့သမီးလှလှလေးကိုလည်းသွားငေးကျင်တာအဲအဲ့တော့မရဘူးအဲ့အလမ်းတွေကလည်းပေးထားရမဟိုလေမနိုးမှဆိုတော့အိပ်ပျော်သွားမှဆိုတော့ကိုရဲကတနိုင်တနိုင်မှအိတ်တက်တယ်အဲ့နှစ်နိုင်တိကမအိတ်ရသေးဘူးငါးနိုင်ခွဲမှမိတ်ကထပြင်ရမှာပွဲသွားဖို့အတွက်ကိုအဲ့တယ်လေဟိုအိတ်လိုက်တယ်အိတ်မျိုးဟဲ့လမ်းမီပြန်လို့အိတ်မထဲတော့မတ်တယ် စိုးပြေမင်္ဂလာဆောင်နေပြီနောက်ကျနေပြီဆိုပြီးတော့အဲ့မင်္ဂလာဆောင်ဟိုအိမ်မက်ထဲတော်ဘတ်တယ်ဟဲ့ငါနောက်ကျပြီရောက်သွားရဲ့သူများပွဲထွက်နေပြီဆိုအဲ့လိုမျိုးတွေအောင်မက်လန့်ပြီးပြန်နိုးလာအဲ့နဲ့တေချာမအိတ်လိုက်ရအောင်မအိတ်ပဲနဲ့ငါးနိုင်ခွဲတိမထူးတော့ပါဘူးဆိုဆိုပြီးတော့ထိုင်ဆောင်ပွဲကိုမရောက်ဖြစ်မှာဆိုလို့တညာလုံးမအိတ်ဘူးအဲ့နဲ့အလှပြင်ပြင်ပြီးတော့ပွဲကိုရောက်တော့အိတ်အိတ်ချင်မှုရုပ်ကြည့်ပြင်မဲ့ဒါပေမဲ့အမြဲတမ်းလာတာနော်ဟုတ်လားအိတ်ချင်မှုတို့ဖြစ်နေတော့မအပြည့်ပဲလာလာချစ်လို့ချစ်တကယ်တကယ်ချစ်လို့ချစ်လို့ချစ်လို့မင်္ဂလာပွဲလေးမှလေးထီးအဖြူလေးတွေကိုကင်ရတာကိုသဘောတွေကြားနေဟဲ့ လို့ဟိုဘာပဲပြောပြောလေး plan B season ဒါကမိုးရင်းမှာပွဲလို့ရတာဆိုတော့လေဆိုပြီးကမိုးရင်းအတွက် season ဒါမဟုတ်ဘူးဒါကမိုးရင်းမဟုတ်တော့လေနေပူမှာဆိုလို့ဩလာတဲ့သူတွေကိုလေနေရီပူပြီးတော့ပြမန်းမှာဆိုလို့ဆိုပြီးတော့အဲ့ထီးဖြူလေးတွေလှုပ်ပေးထားတာဩအဲ့လိုလားအဲ့လိုအဲ့လို ဘယ်ဆိုချက်ချင်းကြီးမှဒီချင်းရှာလို့လည်းမလွယ်ဘူးလေအဲ့ကြောင့်လေအဲ့ကြောင့်လေသူစီစဉ်ထားဟာလေးကိုသဘောကျလို့ကိုရီးယားရဲ့မိုးရီထဲမှာချင်းချူလေးစောင့်ပြီးဂျင်နဲ့နေရဟဲ့ငါလှနေပြီချင်းချူလေးနဲ့ဓာတ်ပုံတွေပါလေ special ရိုက်ပြီးတင်ထားသေးတာအော်အဲ့ဒါမွေပူမှာဆိုလို့အဲ့ဒါငါမိုးရွာမှာဆိုလို့စောင့်ထားရယ်ဘာပဲဖြစ်ဖြစ်ပွဲလှသွားရယ်ဆိုရယ်နော်ဟိုဒါမိုးရွာလိုက်တော့လေမင်္ဂလာဆောင်လေးမှာတကယ်ကိုလေအေးချမ်းတဲ့အတိတ်နဲ့ပဲနော်အမတ်တရားလေးဖြစ်သွားတယ် surprise ဖြစ်တာပေါ့ကိုကဟိုလေဟိုသူနဲ့ကအမြင်ပွဲကြီးလဲဂျုံနေ အဲပြီးတော့လို့နေပွဲအိမ်မှာလည်းကြုံတယ်တော်တော်များများဆုံဖြစ်တယ်ညီမလေးနဲ့ကလေညီမလိုပဲပေါ့နော်အဲ့လိုအဲဟိုပွဲတဏျာရောက်ပြီဆိုလို့ရှင်ပြောကြတယ်ဟေးတော်တော်နဲ့မပြီးတော်တော်နဲ့မပြီးဘူးလေကို့အလှည့်မရောက်ခင်အထိမဆိုခင်အထိပြောလိုက်တာပြောလိုက်တာဘာမှမန်းတော့မသိဘူးနော်အများကြီးပြောကြတယ်အတူဆိုလဲအဲ့လိုမျိုးပေါ့ဘလောက်ပြောပြောလေအတူကလည်းဆိုတော့နောက်နောက်မှသူ့ကိုနာမည်ပေးထားတာလုံမာလေးလို့ အဲ့လိုသူကမပြောဘူးအဲ့ပြောသူအဲ့ဒီဟာတော့တော်တော်လုံးလဲမျိုးကြီးရှိရဲ့အဲ့ဒါအဲ့ဒါမျိုးကြီးရှိရဲ့တဲ့မှာအဲ့ဒီပြီးခဲ့တဲ့ပွဲတုန်းကဆိုမားနဲ့ ਆ ဆိုပြီးနေ9ရက်လားမသိဘူး9ရက်လောက်ဆို9ရက်လောက်တူတူစုံတာစုံနေပြီပွဲဆိုတာ9ရက်ဆက်တိုက်ညတညလုံးညီမဆိုတာတော့ဆိုရတဲ့အခါကျတော့မနေ့ကင်းဆိုလို့ရှိရင်လည်းအမခန်းနဲ့သွားတူ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 နဲ့เนาะညီမနဲ့ရောက်ပြောရဲဆိုရဲအဲဒါမဲ့ ကွာ it တယ်ကွာ it တယ်သူအခန်းထဲလာလဲပြီဆိုလို့ရှိရင်လေတခြား hi လဲပြောပြောပြောရင်းနဲ့ तू မေးလောက်ပြီဆိုရင် it လိုက်ပြီအဲဆိုရဲဆိုမပြောဘူးရှိပဲရှိနေတာမထင်မှတ်ထားရဲ့အချိန်မှာရုတ်တရက်ထွက်လာအောင်လို့လေအဲအဲ့လိုမျိုးနဲ့ဟိုစဒီစနဲ့ရှိပဲရှိတယ် तू ကရှိပဲရှိတယ်အေးပြပြစေမိသားရယ်ဒါမဲ့မဟုတ်ဘူးသိရယ်နော်သိရယ်မသိဘူးမထင်တဲ့နော်သိရယ်နော်ဟုတ်လေကြောင်ဆောင်ပေးထားလား မငင်းဘူးလေရီပဲရီရတော့မငင်းဘူးမင်းတော့မငင်းဘူးအဲ့တည်းဘာလို့လဲဆိုတော့ကိုယ့်အမလေးလို့ဖြစ်နေရလေအဲ့လိုမျိုးမငင်းဘူးမငင်းဘူးရီပဲရီရီပဲရီရလားလက်ချက်ပေါ်ကောင်းတယ်လုံပါလေဟိုဆိုဖီးယားတော့ဘာပဲပြောကို့မပွဲဆိုလို့ရှိရင်တော့ပန်းတော့ကျဲလို့မရတော့ဒါပဲစုံတွဲလာတက်အေးစုံတွဲကဲเนาะ နော်အဲဂရီဟဲ့အငါပွဲရဘယ်နာမလို့ဆိုပန်းကျဲလာဟောအေးကဲကဲကဲလုံးပြီးသွားတယ်မြေဦးလေပွဲရဘယ်နာမမသိဘူးနော်မြေဦးရှိပဲဤညာနော်အဲ့လိုဖြစ်သွားလားပြန်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 ဖမ်းတာနော်ကြီးပဲရှိနေတာတကွတကွ နောက်ဟိုသူ့တော်တီးတန့်ပြောလိုက်သေးရဲ့လေအမလေး pre wedding ပုံလေးဟုတ်တယ်အဲအဲ့မှာခေါင်းဘောတရိုက်တာဟုတ်တယ်အဲ့ဒီပုံကအရသဘောကျလုံးလုံးအဲ့ဒါအဆအဆုံးကြီးရဲ့သူများတွေကိုလည်း like ပြရဲသူတို့လာနော်ဒီပုံတော့အရန်လာတာနော်ဆိုပြီးတော့လေသူများတွေ like ပြရဲပုံတိုင်းလာပါရဲ့ဒါပေမဲ့အမရဲ့ထိတ်အကြိုက်တာကတော့အဲ့ဒါအကြိုက်ဆုံးပဲဆိုပြီးတော့သဘောတွေကျလို့ ်ဟုတ်တယ်အမကတော့ fashion လည်းတိတ်ကြည့်ရဲအရင်ကအမြင်လည်းရှိရဲ fashion မြင်လည်းပြောဝတ်တိုင်းလည်းလှတော့အမြင်လည်းဘာဘူးဝတ်လှရဲဆိုတော့အမ fashion ကိုလည်းသာအရင်စိတ်ဝင်စားရဲဒီနေ့ကတော့ sweetie home ရဲ့အနှစ်30ပြည့်အခမ်းအနားမှာပေါ့နော်ဒီကန်ဆယ်မဲအစီအစဉ်မှာနေစုတို့ဖိတ်ကြားရတဲ့အတွက်ကြောင့်မလို့ဒါဖြစ်တာပါရှင်နေစုနဲ့ဆိုပြီးတယ်ဟုတ်ကဲ့ဟုတ် အဲဒီနေ့ကတော့ဒါ waiter ရဲ့ customer တွေအတက်ကိုပြန်ပြီးတော့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အဲဒါဖုန်းကင်ဆယ်မဲ့လေဖောက်ဖို့ရှိရင် iPhone 70နေပါပါရဲ့ပါရဲ့နောက်ကိုရီလည်းဝယ်ထားဆိုဒီမှာကိုရီလည်းမဲပါစပါပါမမမဲနိုင်ဆိုပြနေမဲ့ထက်အော်ရေးအဲ့တော့ပိုဖြစ်နိုင်တယ်ကိုကဘယ်တော့မှ lucky တော့မပေါက်တော့မပေါက်တော့ဘူးဆိုတော့ကို့ဘေးနားလူတွေကအမြဲပေါက်တယ်အဲ့ဒါဆိုပြအတွက်တော့မျှော်လင့်လို့ရတယ် အာ city home ဟာဆိုရင်တော့ဒါနှစ်ပေါင်း30ဆိုတော့ customer တွေကလည်းအများကြီးပဲပြီးတော့ခိုင်မာစွာ customer အင်အားကောင်းကောင်းနဲ့ခိုင်မာစွာရည်တည်ခဲ့တယ်။ရန်ကုန်တမြို့တည်းတွေမဟုတ်ပဲနဲ့ဟိုတနိုင်ငံလုံးအနှံ့ပေါ့နော်။အားပေးရတဲ့သူတွေ customer တွေအများကြီးလည်းရှိတယ်။အဲဒီလိုမျိုးပဲဆက်ပြီးတော့ပေါ့နော်။ဆိုင်ခွဲတွေပေါင်းပြောင်းများစွာနဲ့ဆက်ပြီးတော့အောင်မြင်မှုအပေါင်းတရဖူစောင်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ဟုတ်ကဲ့။သူတို့ chicken ပေးရတဲ့သူများလည်းကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့။အာညီမနှစ်ယောက်ကတော့တွေ့လို့ရှိရင်အဲ့လိုမျိုးကြီးစရာလေးတွေပြောခွေကြတာခွေရများခွေရများဆိုတော့အဲ့လိုစပြီး ညာညာအဲ့လိုပါပဲလို့နှစ်ယောက်လုံးကတော့ဟိုချစ်ခင်တဲ့စိတ်ကလေးနဲ့ကြည်ပြီးတော့အပျော်လေးကြီးကူးဆက်ကြပါစေရှင်လို့ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ပါ